ကိုကျင်းတတ်တဲ့အနေအထားတစ်ခုရောက်လို့ကိုယ့်ကိုလာကန်းလန်းတဲ့ဒီဟွာပေါ့နော်ဇက်ရုပ်ကကိုလှုပ်ချင်တဲ့ဇက်ရုပ်ဆိုလို့ရှိရင်လည်းလုံးမယ်ပေါ့နော်အခွင့်အရေးကလည်းအများကြီးမရအောင်လေအများကြီးမရအောင်ကိုရတဲ့ခွင့်အရေးဆိုလို့ရှိရင်လည်းအမိရပေါ့နော်ရရင်အမိရအောင်စုပ်ကင်ချင်တာပေါ့နော်ဟုတ်ကဲ့ဝေးရှော့ကတော့ပင်မနေ185ပေါင်ကနေအခုအာ120ကျော်ပေါ့နော်ဟုတ်90ကျော်လောက်တော့ချထားတယ် ကိုယ့်ကိုတိခန့်ရတာပေါ့စားချင်မစားအောင်လေတိခန့်ရတာပေါ့နော်ဘာလို့ဆိုကိုယ်ကလာချင်တာဟုတ်ပြီးတော့ရှေ့ဆက်ချင်တယ်လေကျင်တယ်လားဆိုတော့ကိုယ့်ကိုကတော့ဘာမှဖြစ်ဘူးပေါ့နော်ဒါပေမဲ့သူများရင်မကြိုက်ကြအောင်လေညာအယုတ်ရင်ပြောင်းသွားတယ်သိရမလားကိုယ့်ကိုရောမန်ကြည့်လို့ရှိရင်လေနောက်တစ်ယောက်ဖြစ်သွားတယ်ပေါ့နောက်တစ်ယောက်ဖြစ်သွားပြန်ကြည့်ချင်မိရဲ့လေအရင်ရုပ်ကျတော့ပြန်ရိုးသွားရဲ့လေငငယ်လေးကလေးကဆိုတော့ဘာဖြစ်ဖြစ် live တစ်ခုမှာရုပ်နှစ်ခုဖြစ်တော့လေကောင်းတော့ပေါ့ ခွာတော့ဓာတ်ပုံလေးညညာလေးပေါ်ညညာလေးရတော့လေ clay product လေးပေါ့မိခင်နဲ့ပတ်သက်တဲ့ product လေးတွေရတော့ပုံမှန်ရိုက်ပေးဖြစ်နေရပါတော့ ဟိုကိုဝင်ဆောင်တွေကကိုဝင်ဆောင် product လေး review ပေးရ review product လေးတွေအဲ့လို video လေးတွေအဲ့လိုလေးပုံမှန်ကတော့ရိုက်ဖြစ်နေရပါတော့။အဲကားရက်ကိုမရိုက်တာလေးပဲရှိရပါတော့။ဆိုတော့တိတ်ပြီးတော့မဝေဝါပါဘူး။မီဒီယာနဲ့တော့ဝေဝါတာပေါ့ဘာလို့လဲဆိုတော့စကားမပြောတတ်လို့လေစကားပြောလို့ရှင့်လဲအမပါမှာဆိုလို့အဲ့ဒါကြောင့်ကားရက်ဒီပိုင်းလဲသူများရေအရန်ကန်လန်းတော့ကွာတကုံညင်းခဲ့တာဆိုတော့အခုမခေါ်တော့ ။အဲ့လိုဆိုကိုကလည်းအချိန်မပေးနိုင်အောင်လေနော်ကလေးကိုလည်းဘယ်လိုပြောမလဲဆိုတော့ fully support ပေးချင်တာပေါ့အဲ့တော့ကလေ။ပြီးတော့ကို့အနေထားကလည်းရိုက်လို့ရတဲ့အနေထားမဖြစ်နေဘူးပုံမြပန်ပြဖြစ်နေတာလေအကြီးကြီးဆိုတော့လည်းအဲ့လိုရုပ်ဆူဆူကြီးနဲ့လည်းမထွက်ချင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့မရိုက်ပဲနဲ့ညင်လိုက်တာများရတယ်ပေါ့နော်။ဒါပေမဲ့အခုကိုကျေနပ်တဲ့အနေထားတစ်ခုရောက်လို့ကို့ကိုလာကန်းလန်းတဲ့ဒီဟိုပါပေါ့နော်ဇယုတ်ကကိုလှုပ်ချင်တဲ့ဇယုတ်ဆိုလို့ရှိရင်လည်းလုံးမယ်ပေါ့နော်။ ဟုတ်အမျိုးသားကလည်းလောက်ပါတဲ့သူကပေးတယ်ဟုတ်ပရိတ်သတ်တွေတော်တော်များများလဲအဲ့လိုခံဘက်ကိုမျောနေကြတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်အဲကြောင့်မို့ကိုယ့်ရခံဘက်ကလည်းအဲ့လိုအကောင်းဆုံးပရိတ်သတ်ပြန်ပြီးချစ်ပြီးတော့ကိုယ့်ကိုပေါ့နော်အကောင်းဆုံးဟိုတမိုင်းမှာကြံခဲ့မဲ့ဟာပဲလှုပ်ချင်တယ်ဘာလို့လဲဆိုတော့ကိုယ်လည်းအခွင့်အရေးကလည်းအများကြီးမရအောင်လေအများကြီးမရအောင်ဆိုကိုယ်ရတဲ့အခွင့်အရေးဆိုလို့ရှိရင်လည်းအမိရပေါ့နော် ရရင်အမိရောက်စုပ်ကြိုက်ချင်တာပေါ့နော်ဟုတ်ကဲ့ဝေးရှုပ်ရပင်မနဲ့185ပေါင်ကနေခုအာ120ကျော်ပေါ့နော်ဟုတ်90ကျော်လောက်တော့ချထားတယ်။ပေါ့90ကျော်ချထားပေါ့နော်။ပေါ့90ကျော်ချငါးလားကျော်6လားလောက်တော့တောင်းပါပြီရှင်ဟုတ်ဆိုအရင်ပြန်မနဲ့ဟိုကွက်ကိုတိခိုင်ရတာပေါ့စားချင်မစားအောင်လေတိခိုင်ရတာပေါ့နော်ဟောဆိုကွာလာချင်တာဟိုပြီးတော့ရှေ့ဆက်ချင်တယ်လေရှေ့ဆက်ချင်တယ်ပြီးတော့အဲ့လို ဟိုဘယ်လိုပြောမလဲဆိုတော့ကိုကို confidence မရှိရလဲမကြိုက်ဘူးအဲ့လိုပွဲရီးပါးတွေထဲမှာလဲမတိုးနိုင်တာလဲမကြိုက်ဘူး မကြိုက်တဲ့ခါကျတော့ကိုယ့်ကိုပြောင်းလဲလိုက်တာပါဟုတ်မျိုးသားရဲ့ဒီဟိုအတိပေါ့နော်အတိကဒီ luxury clinic ဆိုတာဘန်ကောက်မှာရှိတယ်သူကတော့တခြားဒူဘိုင်းတို့တခြားနိုင်ငံတွေအများကြီးမှာလည်းသူတို့ clinic ခွဲလေးရှိရလေမြန်မာပြည်နဲ့ကကျတော့အမှန်နဲ့ engagement လုပ်ချင်တယ်ဟိုအမျိုးသမီးနဲ့ engagement လုပ်ချင်တယ်ဆိုပြီးတော့ကန်လန်းလာတာကန်လန်းလာတဲ့ခါကျတော့ကိုယ်ကလည်းဟိုအရင်တော့ကလည်းနှာခေါင်းလေးကပေါ့ပေါ့လုံးလုံးလေးဆိုတော့ ဟိုအရင်လာတဲ့ထင်ပါအောင်ပေါ့နော်ချစ်စရာလေးတော့ကောင်းပါတယ်ဒါပေမဲ့အဲ့လိုမျိုးဆိုတော့ကိုကလည်းစမ်းကြည့်လိုက်တာပေါ့နော်စမ်းကြည့်လိုက်တာအဲ့အနေလို့ဖြစ်သွားတာပါဟုတ်ရှင်နဲ့လားဆိုတော့ကိုကကတော့ဘာမှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့သူများရင်မကြိုက်ကြအောင်လေညာအရုပ်ရင်ပြောင်းသွားတယ်ဒီရမလားမကြိုက်ဘူးအဲ့ဒါလုပ်လေးပေါ့နော်ဟုတ်အဲ့လိုမျိုးတော့နည်းနည်းဖြစ်သွားအရင်တော့ကျတော့အဲ့လိုလေဟိုရှမ်းကပြအဆက်ကလေးရုပ်ကလေးပေါ့နော်ကိုကလည်းရှမ်းဆက်တယ်ဆိုတော့အဲ့လိုကပြရှမ်းကပြအဆက်ရုပ်ကလေးပေါ့နော်အခုကျတော့အဲ့ရုပ်ပြောက်သွားတာပေါ့နော်နည်းနည်းဟိုဘက်ဟိုဘက် င်းဟုတ်တယ်ဟုတ်တယ်ထိုင်းလို့ပြောမလားအဲယူရိုပဲပြောမလားအဲ့လိုနည်းနည်းတော့ပြောင်းသွားတာပေါ့နော်ဟောအဲ့လိုကြတော့မြန်မာမြန်မာရဲ့ဟိုဟာ taste မြင်ရတော့တာပေါ့နော်နားလည်ပါတယ်ဟုတ်ကိုယ်ဆို romantic လို့ရှိရင်လည်းနောက်တစ်ယောက်ဖြစ်သွားတယ်ပေါ့နောက်တစ်ယောက်ဖြစ်သွားပြန်ကြည့်ချင်မိရဲ့လေအရင်ရုပ်ကြတော့ပြန်ရိုးသွားရဲ့လေငငယ်လေးကလေးကဆိုတော့ဘာဖြစ်ဖြစ် life တစ်ခုမှာရုပ်နှစ်ခုဖြစ်တော့လည်းကောင်းတော့ပေါ့ အစင်းရောအချင်းရောပြည့်စုံရမယ်လေမင်းကလေးဆိုတာအစင်းပဲအချင်းပဲရှိပြီးအစင်းမရှိရင်လည်းအစင်းမပြေဘူးအစင်းပဲရှိပြီးအချင်းမရှိရင်လည်းအစင်းမပြေဘူးအဲ့တော့နှစ်ခုလုံးမျှတအောင်မင်းကလေးရတော့ကြိုးစားရမယ်အဲ့လိုဖြစ်အောင်နေရမယ်ပေါ့နော်အဲ့ဒါတော့တရားခိုင်တော့မဟုတ်အစင်းရောအချင်းရောပြည့်စုံနေရမယ်ပေါ့ပြည့်သီးပေါ့နော်ရောက်တဲ့နေရာကနေအကောင်းဆုံးကြိုးစားပါမယ်လို့အဲအခုဟိုကလေးရလာလို့ရှိရင်ကလေးလေးလည်းချက်ပေးရလေးသားလေးလည်းချက်ပေးရသီးသူဆိုလို့ရှိရင်လည်းအခုဆိုရင်ဟိုအိမ်အောင်ရှင်မေမေတယောက်ဖြစ်နေတယ်ဒါပေမဲ့လည်းချက်ပေးနေတော့မယ်ပေါ့နော် ပရိသတ်တွေကချက်ပြီးနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ပရိသတ်တွေစိတ်မပြည့်ရအောင်လို့စူးစမ်းပါမယ်လို့